ြမနိုင်ငံကြီးတွေကိုအပိုင်းလီရှေ့မြန်မာစပြီးမှဘရင်အာနာဇက်ကြီးမပုံနဲ့ဘရင်လက်အောက်မှာဥဆွေးဆံမြစ်တစ္ဆာရှိစွာအမှုထမ်းရပုံဘရင်ကပေးတဲ့တာဝန်ကိုထမ်းဆောင်ရမှာနောက်မတော်မဲဥလေမတုံလုတ်ကိုင်းပုံတွေကိုအများဆုံးရေးထားတာတွေ့ရပါတယ်ဘလောက်ပဲရာလူကြီးကြီးမင်းမှုရန်ကိုအချိန်မရွေးဘရင်ကတက်ပြစ်နိုင်တာကို မင်းခရောက်ချာ ကန္နာတစ်ပင်ဆိုတဲ့ဇာခါကပေါ်ပြနေပါတယ်။ဘရင်လုတ်သူရဲ့အာနာဇက်ကို အကန့်အသတ်ထားတင်မထားတင်ဆိုတာကိုနောက်တိုင်းမှလို့အတိအလင်းဝေဖန်စမ်းစစ်တာမျိုးမြမနိုင်ငံကြီးအတွေ့ခေါ်မှာမရှိပါဘူး။တိုင်းပြည်မှာဘရင်မရှိရင်မဖြစ်ဘူးလို့ဗမာတွေကယူဆထားကြပြီးဘရင်လုတ်သူဟာမင်းကျင်တရားနဲ့အညီအုတ်ချုပ်မင်းလုတ်တဲ့အကျွမ်းမဲ့အာနာရှင် ဖြစ်ရမယ်လို့သာ ယုံကြည်ကြပါတယ်။အနာလဲတုံးစားလုပ်လို့အကျွမ်းမဲ့အနာရှင်ဘဝကနေမင်းဆိုမင်းညွတ်ဖြစ်အသွင်ပြောင်းလာတာကိုတော့စဉ်းစားမိဖို့မရပါဘူး။မုမတွေရဲ့ပြုစုမှုကိုခံယူရင်းနန်းတွင်းမှာကြီးပြင်းလာရတဲ့မင်းသားဘယင်ဖြစ်လာတဲ့အခါဘယင်အနာကိုဥပဒေစည်းကနေဘောင်ကပ်ဖို့မုမတွေကစိတ်မကူကြပါဘူး။ရှေးကမင်းကောင်းမင်းမြတ်တွေရဲ့ လောက်ကိုင်းဆောင်ရွက်မှုကိုသာထောက်ပြပြီးအကြံပေးရလောက်ပဲလုပ်ကြပါတယ်။ကုံမောင်ခင်နောင်းမိုင်းကင်းဝင်မင်းကြီးကလွဲလို့ဘင်းအာနာကိုကန့်တက်ဖို့ဘသူမှစိတ်မကူးကြပါဘူး။ရှင်မင်းကဖိနိညမမီအနိုင်ချစ်နာကိုမခံနိုင်လို့ပုံကန်ထကြွတာမျိုးရှိပေမဲ့ဘရင်စနစ်ကိုစန့်ကျင်ကြတာမဟုတ်ပါဘူး။တော်လန်ပုံကန်သူတွေကအနိုင်ရရင်လေတအုပ်ဆံပိုင်း ဘရင်စနစ်ကိုပဲဆက်ပြီးကျင့်သုံးကြပါတယ်။ရှေးဗမာရိဟာအချင်းမဲ့အာနာရှင်ဘရင်စနစ်ကလွဲပြီးတခြားနိုင်ငံရေးစနစ်တွေကိုနားမလည်ကြပါဘူး။ဒါကြောင့်အုတ်ချုပ်ရေးတရားစီရင်ရေးနဲ့ဥပဒေပြုရေးမှာဘရင်ဟာအာနာအရှိဆုံးဖြစ်နေတာပါ။ဒီနေရာမှာဥပဒေပြုရေးလို့ဆိုရမယ်နောက်တိုင်းမှာလို့ဥပဒေပြုပြီးပြဋ္ဌာန်းတာမျိုးမဟုတ်ပါဘူး။တကယ်တော့ မမပင်ဟာဥပရိပြုသူမဟုတ်ပါဘူးဥပရိလို့ဥပရိပညာရှင်တွေကသတ်မှတ်နိုင်တော့တဲ့အမိန့်ကိုဗမာမင်းကပြတ်ထမ်းမှုတာမဟုတ်ပါဘူးဘရင်အမိန့်တော်ဆိုတာဥပရိမဟုတ်ပဲအုတ်ချုပ်ရည်ဆိုင်ရာညွန်ကြားချက်တွေဖြစ်ပါတယ်ဘရင်ဟာရှေးဟောင်းအစဉ်လာခရှိခဲ့တဲ့ဥပရိတွေကိုသာကျင့်သုံးရမယ်လို့ယူဆခဲ့ကြပါတယ်ပြည်သူကိုယ်စားလှယ်တွေပါဝင်ပြီး ဥပဒေပြုနိုင်တဲ့အဖွဲ့အစည်းဆိုတာမြမတမိုင်းမှာမရှိပါဘူး။ဒါကြောင့်လေဥပဒေပြုရေးဆိုတာမြမနိုင်ငံရေးတွေးခေါ်မှာမရှိကြတာဖြစ်ပါတယ်။အင်္ဂလိပ်ပါလီမန်လွှတ်တော်ဟာမြမလွှတ်တော်နဲ့ကွဲပြားခြားနားပါတယ်။လွှတ်တော်ဟူသောဝါဝါနာမှာမြမဘာသာဖြစ်သည်။ရှင်မင်းအမိန့်တော်အတိုင်းနိုင်ငံဆောင်ရွက်ရသောဌာနကိုဆိုလိုသည်လို့ကိုလိုနီခေတ် အကံဝန်တော်မင်းဥတင်ပြုစုတဲ့မြမမင်းအုတ်ချုပ်ပုံစာတန်းဒုတိယတွင်မှဖော်ပြထားပါတယ်။အုတ်ချုပ်ရေးနဲ့တရားစီရင်ရေးကွဲပြားတာကို ရှေ့ဗမာတွေကသိပေမဲ့ဒီတောင်ဝင်နေရစလုံးဘရင်လက်ထက်မှာထည့်ထားပါတယ်။ဘရင်ကလည်းတတ်တော်နဲ့မြို့ဝင်တွေကို အာဏာထွေးပေးပါတယ်။ဒါကြောင့်တတ်တော်ဟာအမြင့်ဆုံးအုတ်ချုပ်ရေးဌာနဖြစ်တယ်လို့တရားရုံးချုပ်လည်း ဖြစ်လာပါတယ်။အာနာရှင်စံနဲ့အပြစ်မှုတွေကိုနိုင်ငံရွေးတင်တာမကပဲလူမှုရေးနယ်ပယ်မှာလည်းတွေ့ရတယ်လို့ဆရာမောင်ကြီးကဆိုပါတယ်။နိုင်ငံရမယ့်ကိုချင်းတရားနဲ့တာဝန်ဝတရားအပေါ်မှာမြမလူမှုရေးစနစ်ကိုတည်ဆောက်ထားပါတယ်တဲ့။ထက်လူနဲ့အောက်လူ လူချင်းနဲ့လူငယ်အစင်မြင့်သူနဲ့အစင်နေသူမိဘနဲ့တာသမီယောက်ျားနဲ့မိမဆရာနဲ့တပည့် စတဲ့ဆက်ဆံရေးအစဉ်အလာအရလက်ခံထားတဲ့ကိုချင်းတရားကိုကျင့်သုံးရမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုလူမှုဆက်ဆံရေးမျိုးမှာ အစင်မြင့်သူ အသက်ကြီးသူနဲ့အာနာရှိသူဟာအမြင်နဲ့အပေါ်စီးရနေပါတယ်။ဗုဒ္ဓဘာသာဝင်ဟာဖရာတရားတန်ခါမိဘဆရာဆိုတဲ့နန္ဒောနန္ဒငါးပါးကိုတကိုင်းနဲ့ထားပြီးကိုးကွယ်ပူဇော်ကြတာမို့မိဘနဲ့ဆရာမဟုတ်တာလို့လို့ခံပြောရင်အပြစ်ကြီးပါတယ်။ ိဘဆရာကိုပြန်ပြောတာကိုဘာသာရေးပြမှုအနေနဲ့မြင်တဲ့ရှေးဟောင်းတရီလည်းကြံရှိနေပါသေးတယ်။မြမလူဖွဲ့အစီမားရိုးရာအစင်နာရရာဒူးစက္ကန့်နဲ့မုမတ်မျိုးယူမရှိတာကြောင့်တမန်နိုင်ငံသားတွေကပဲမျက်မှုရန်ကိုရွေးချယ်ခံထားရပါတယ်။ဒီလိုနဲ့အုတ်ချုပ်ခွန်းလူရန်သားတချို့ဟာအုတ်ချုပ်တဲ့လူရန်သားတွေပါတော့ပါတယ်။ဒါကြောင့်မို့မျက်မှုရန်နဲ့ တမ်မန်ဒရန်ဇာရဲ့စိတ်နေသဘောထားကိုအကျွမ်းမဲ့အာနာရှင်ဘရင်စနစ်ကဖန်တီးလိုက်တယ်လို့ဖြစ်သွားပါတယ်တဲ့အစိုးရမင်းဆိုတာကောင်းတဲ့အရာမဟုတ်ဘူးလို့မြေမှုတန်းကရောတမ်မန်နိုင်ငံသားကရောကြုံကြည်ထားပါတယ်မကောင်းတဲ့အရာဖြစ်တာကြောင့်ဖိနေပြီးမတရားလုပ်တာဟာအစိုးရရဲ့တဘာဝလို့သတ်မှတ်ကြပါတယ်ဒါကြောင့်အစိုးရကိုဆန့်ကျင်နေလို့အကျိုးရှိမှာမဟုတ်ဘူးဆိုတဲ့အမြင်ထွက်ပေါ်လာတာလို့ ဆရာမမောင်ကြီးကဆိုပါတယ်အစိုးရလှုပ်ဟာကိုနဲ့မဆိုင်မှုလို့ယူဆပြီး အရာခက်သိန်းအစိုးရကလှုပ်လိမ့်မယ်လို့ရှေ့ညမာတွေကယူဆပါတယ်တဲ့အစိုးရကိုအကောင်းတဲ့အရာလို့မြင်ပေမဲ့မင်းမှုတန်းရရှိဖြစ်ရတာကိုတော့အကောင်းဆုံးလို့ယူဆကြပြင်ပါတယ်ဘလောက်ပဲချမ်းသာချမ်းသာရာထူးမရှိရင်အစိုးရလှုပ်သမျှခံရမယ်လို့ယူဆပါတယ် ရာထူးတည်မြဲဖို့အတွက်လုပ်ငန်းကျွမ်းကျင်ဖို့မလိုပဲအထက်လူကြီးကြိုက်ဖို့သာလိုတယ်လို့ယူဆကြပါတယ်။ဒီယူဆဟာမျက်မှောက်ခက်မြမပြည်မှာလဲခက်စားနေတော့မှာပဲ။အစိုးရဟာ နေရာတိုင်းမှာအာဏာရှိနေတာမို့အစိုးရလုပ်ရမြတရားမျှတတဲ့မှန်ကန်နေဆိုတဲ့ယူဆထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ဒီလိုအတွေးခေါ်အလုံးမှာအကျွမ်းမဲ့ဘရင်အာနာရှင်စနစ်မှာ မြင်ပြခံပါတယ်။ရှင်မင်းကိုတဥ္စံပိုင်အာနာရှင်ဘရင်မင်းမြတ်လို့သတ်မှတ်ပြီးမမှုရန်ကိုတော့ပြည်သူလူထုကိုဖိနှိပ်တဲ့ဒါပေါင်းညာစားလို့သတ်မှတ်ထားကြပါတယ်။မင်းနဲ့မမှုရန်ဟာဘလောင်ဘလဲလုတ်တက်တာကြောင့်ဒီလိုလူတွေကိုမကောင်းဆိုးဝါးအဖြစ် ပြည်သူလူထုကသတ်မှတ်ကြပါတယ်။ဝင်းကြီးစင်ကစပြီးစည်ရေးစကြီးအဆင့်ထိပြည်သူလူထုကိုနိုင်ကျင့်နေတာမို့ မင်းမူရန်နဲ့ထိတိုက်တွေ့လာရင်ပြည်သူလူထုကိုကူညီမဲ့သူမရှိပါဘူးပြည်သူနဲ့အနည်းဆုံးမင်းမူရန်ကို အကြောက်ရဆုံးမှုနီးရတာ ကြောက်ပြီးဆိုတဲ့စကားထွက်ပေါ်လာတာဖြစ်ပါတယ်မြို့ပေါ်မှာရှင်မင်းကြီးဆိုးနေတယ်လို့နေရီမှာမင်းမူရန်ကဘရင်လေးတွေလိုပြုတ်မှုနေကြပါတယ်ဒီလို မတရားလုပ်တာကိုဩဇာခေတိမှရှိတဲ့ဘုန်းကြီးကသာ ဂျာဝင်ဟန်တာနိုင်ပွဲရှိတယ်လို့ဆရာမောင်ကြီးကဖော်ပြထားပါတယ်ခင်ဗျာ။